ဒီဇလန်ကအလက်ဒင်းဆိုတဲ့ယူချင်ချင်နဲ့မွေးလာတဲ့ဘုရင်တစ်ပါးအကြောင်းပဲဖြစ်ပါတယ်။ယူချင်ချင်နဲ့မွေးလာတော့နိုင်ငံမှာသူလုံချင်အောင်လုပ်တယ်။ဒီနေ့ရှင်ပြချက်မှာကြည့်ရမယ်။ဒီနေ့ရှင်ပြမယ့်ရုပ်ရှင်က The Dictator ဆိုတဲ့ရုပ်ရှင်ပဲ။2022ခုနှစ်မှာထွက်ခဲ့တယ်။ရုပ်ရှင်အစမှာစိတ်ကူးရင်နိုင်ငံဝါရီယာကိုမြင်ရတယ်။ဝါရီယာမှာခလစ်တီးယားမွေးတဲ့နာမည်ကအလက်ဒင်းအလက်ဒင်းမွေးပြီးတော့မိခင်တည်သွားတယ်။နှစ်နဲ့ငယ်ကြမှာဖခင်နဲ့တည်သွားတယ်။အသက်9နှစ်မှာအလက်ဒင်းဝါရီယာဘုရင်ဖြစ်လာတယ်။ဇက်ခုံဒီမှာဖြတ်တယ်။နှစ်နဲ့ငယ်ကြအလက်ဒင်းကြီးပြင်းလာတယ်။ ။လက်တင်ဖောက်ရင်လို့ယူးယူးချင်းချင်းဖြစ်တယ်။လောက်ချင်အောင်လုပ်တယ်။နိုင်ငံမှာအိုလံပစ်ပွဲကျင်းပတယ်။သူပါဝင်တဲ့ပွဲမှာတရားရောက်ရှိကကြော်ရင်လက်တင်တပ်ပြစ်ပြီးပွဲနိုင်ရတယ်။ဒီလိုနဲ့အိုလံပစ်မှာရွှေစိတ်14ခုရခဲ့တယ်။အလက်တင်နန်းတော်ကထထလာပြီးလူလူကိုပြောတယ်။ကဘာကြီးကငါတို့ရှေ့မှာဆုံးသတ်မယ်။နျူကလ িয়ার လက်နက်အများဆုံးပြင်ဆင်မယ်။လူတို့ကမှမတိုက်ဖို့မဟုတ်ဘူး။ငိမ့်ချင်းရဲ့အတွက်ပဲလို့ပြောပြီးရည်ရယ်။အလက်တင်ကနျူကလ িয়ার သုတေသနဆန္ဒကိုသွားတယ်။အဲ့ဒီမှာအူလီထမီရာတွေ့ရနှစ်ယောက်ကအထက်ကိုဝင်ကြတယ် အလဒင်းသူ့တော်မြန်တင်းငန်နေတာမြင်တော့အရန်တော်သားထွက်တယ်။တိပ္ပံမိညာရှင်နရဲကိုခေါ်ခိုင်းတယ်။အခြားတိပ္ပံမိညာရှင်ကပြောတယ်။အလဒင်းနောက်ဆုံးလာခဲ့တော့ငါနရဲကိုတတ်ခဲ့တယ်လို့။အလဒင်းကမမတ်မိဘူးစဉ်းစားကြည့်တော့မှနှစ်နှစ်ကလာခဲ့တော့နရဲကိုတတ်ခဲ့တာမမှတ်မိလားတဲ့။ရုပ်ရှင်ပြစ်ဆုပ်ပံကိုပြင်ရောက်တယ်။တိပ္ပံမိညာရှင်တရားအလဒင်းကိုမိနေရဖြစ်မယ်လို့ပြောတယ်။အလဒင်းကယီပြီးတော့ငါမမေ့ဘူးလို့ပြောပြီးအဲဒီတိပ္ပံမိညာရှင်ကိုမှတတ်ပြစ်လိုက်တယ်။အလဒင်းကနန်းတော်ကိုပြင်ရောက်တယ်။အဆောင်နေမင်းကလေးတွေကြီးပဲ။အလဒင်းကအဆောင်အဖြစ်မင်းကလေးတွေကြီးကိုထားထားတယ်။နောက်မှသူတို့နဲ့အချစ်စလန်လုံလိုက်အောင် ကားကထွက်ရင်လည်းလုတ်ကြံသမားတစ်ယောက်ကရောက်လာပြီးပြစ်တယ်။ဒါပေမဲ့အကြည့်ခံရတာကအလဒင်မဟုတ်ဘူး။သူ့အတုတယောက်အလဒင်ကအမြဲအတုတယောက်ထားတယ်။တိုက်ခံခံရရင်အတုကြီးတယောက်လုတ်တယ်။အလဒင်ကယူးချင်ချင်ဖြစ်နေတော့အတုကိုပြစ်ချဖို့ခိုင်းတယ်။မပြစ်ချတော့ဦးလေးကိုတတ်ပြစ်ခိုင်းတယ်။အလဒင်ထွက်သွားပြီးတော့ဦးလေးတံမီရာကတယောက်ကိုဖောင်းဆက်တယ်။ဒီတစ်ခါလဲအလဒင်ကယ်ခဲ့တယ်။အခုငါတို့သူ့လိုတယောက်ရှာရမယ်။ငါတို့အလုတ်ကိုလုတ်နိုင်တဲ့တယောက်လိုပြောတယ်။ဒါကြောင့်ဦးလေးတံမီရာကအလဒင်ကိုတတ်ချင်နေတယ်ဆိုတာသိရတယ်။နောက်နောက်တစ်ခုလောသူ့ရထက်ရောက်ချင်လို့ အလာဒင်နဲ့တူရတယောက်ရှာဖွေတယ်။အဲ့တယောက်ကလည်းအလာဒင်လိုယူချင်ချင်မွေးလာတယ်။အဖက်မှာအလာဒင်ကဟောလိဝုဒ်မင်းသမီးမက်ဂန်ဖော့စ်နဲ့အချစ်ဇလန်လုပ်နေတယ်။ပြီးတော့ဓာတ်ပုံရိုက်ပြီးနယံပေါ်ကတ်တယ်။အဲ့နယံမှာအလာဒင်အချစ်ဇလန်လောက်ခဲ့တဲ့မင်းကလေးတွေဓာတ်ပုံများကြီးရှိရယ်။နောက်တနေ့အလာဒင်ဗီဒီယိုဂိမ်းဆော့နေတဲ့အချိန်ဦးလက်တံမီရာရောက်လာတယ်။အမေရိကသွားပြီးလက်နက်ဖန်တီးတာအကြောင်းရှင်းပြရမယ်လို့ပြောတယ်။မရှိရင်စစ်တပ်နဲ့လာပြီးဝါဒီယာကိုတိမ့်မယ်လို့အဲ့လိုကြတော့အလာဒင်ကအမေရိကသွားဖို့ဆုံးဖြတ်တယ်။အမေရိကရောက်တော့လမ်းမှာအမေရိကန်တွေကအော်ဟစ်တယ်။အမေရိကန်တွေကဝါဒီယာမှာဒီမိုကရေစီလိုချင်တယ် ယူတင်ကျင်နဲ့ဘယင်မလို့ခြင်းဘူးအလာဒင်ကလုံချော်ရေးကောင်းဆောင်ကလီတန်နဲ့တွေ့တယ်ကလီတန်ကအလာဒင်ကိုလုံးဝမကြိုက်ဘူးညမှာဟိုတယ်မှာအိတ်နေတဲ့ချိန်ကလီတန်ရောက်လာပြီးဖမ်းတယ်နှိပ်စက်ပြီးခန်းထဲခေါ်သွားတယ်နှိပ်စက်မဲ့လက်နက်တွေကိုပြတယ်အလာဒင်ကလက်နက်တွေကိုယူမောတယ်ကလီတန်ကအလာဒင်မုတ်စိတ်ကိုညှက်တယ်မုတ်စိတ်ကိုမီးရှို့တယ်ဒါပေမဲ့မီးနဲ့ကိုယ်တိုင်လောင်သွားတယ်အလာဒင်လွတ်မြောက်ပြီးတော့ထွက်ပြေးတယ်မုတ်စိတ်မရှိတော့ဘူးဘူးမှမှတ်မိဘူးနောက်နေမိန်ကွန်းပေးရမယ့်နေရာရောက်တယ်အဲ့ဒီမှာသူ့အတုနဲ့ဦးလေးတမီရာရှိနေတယ်အတုကမိန်ကွန်းပေးမယ် အလာဒင်းကြည်ရင်လည်းဦးလေးလောက်ခဲ့တဲ့ဂိမ်းဆိုတာနားလည်သွားတယ်။အရန်လောသားထွက်ပြီးအထဲဝင်မှုစူးစမ်းတယ်။လုံချော်ရေးတားတော့လဲကြသွားတယ်။ဇိုအီဆိုတဲ့မိန်းကလေးရောက်လာပြီးစကူတာနဲ့ကယ်ခေါ်သွားတယ်။ဇိုအီကစာယုံခေါ်သွားတယ်။ဇိုအီအဝတ်ပေးပြီးငါဆိုင်မှာလောက်လို့မလားလို့မေးတယ်။အလာဒင်းကငါကြွတဲ့နဲ့အလုံးမလုပ်ဘူးလို့ပြောပြီးထွက်ပြေးတယ်။နရယ်ရောက်လာတယ်။နှစ်ပေါင်းများစွာတတ်ခဲ့တဲ့နရယ်။နရယ်အရှိရှိနေတာမြင်တော့အလာဒင်းကအံ့အသင့်ပြီးနောက်ကနေလိုက်တယ်။လာရင်လည်းဘာတခုကိုရောက်သွားတယ်။အဲ့ဒီဘာမှအလာဒင်းကိုမောင်းတဲ့လူတွေကြီးရှိတယ်။လောလောတဲ့သူတယောက်ကအလာဒင်းကိုမှတ်မိပြီးအားလုံးကိုပြောတယ် ဲ့ဒီဘားတွေကလူတွေအားလုံးကအလဒင်ကိုတတ်ခဲ့တဲ့လူတွေပဲဒါပေမဲ့တရားမှမသိဘူးအမေရိကကိုထွက်ပြေးခဲ့ကြတယ်အားလုံးကအလဒင်ကိုဖမ်းမိတတ်ဖို့ကြိုးစားတယ်မတဲရောက်လာပြီဒါငါဝမ်းဝဲလို့ပြောတယ်နတဲ့ကအလဒင်ကိုမှတ်မိတယ်နတဲ့အလဒင်ကိုဒီမှာမလုပ်နိုင်ရလဲလို့မေးတယ်အလဒင်ကဦးလေးလောက်ခဲ့တဲ့တောင်းပြောတယ်နတဲ့ကိုငါ့ကိုကူညီပါလို့ပြောတယ်နတဲ့ကသဘောတူတယ်ဒါပေမဲ့ငါ့အလုပ်ကိုပြန်ပေးလို့ပြောတယ်အလဒင်ကသဘောတူတယ်နောက်တစ်နေ့နတဲ့နဲ့အလဒင်ဟိုတယ်မှာအလဒင်အတူရှိတဲ့အခန်းထဲသွားတယ်အဲ့ဒီမှာဇိုအီကိုမြင်တော့အလဒင်ကပုံတယ်နတဲ့ကဘာလို့လုပ်တာလဲလို့မေးတယ် အလာဒင်ကအဲ့မင်းကလေးကိုငါမတိုက်ဘူးလို့ပြောတယ်။နာဒယ်ကအဲ့မင်းကလေးနဲ့ယင်းနေရဟိုတယ်ရဲ့အလွယ်ကိုရောက်နိုင်တယ်လို့ပြောတယ်။အလာဒင်ကဇိုးိဆိုင်မှာလောက်တယ်။ဒါပေမဲ့အလုံးလုံးပဲပျက်စီအောင်လုပ်တယ်။နာဒယ်ဖုန်းဆက်ပြီးအစီအစဉ်ပြင်ဆင်ပြီးပြီလို့ဆိုတယ်။ဟိုတယ်သွားပြီးအတူကိုဖယ်ရှားပြီးအစ်စ်ကိုထားမယ်လို့အလာဒင်ကဇိုးိကိုကြိုက်လာတယ်။ဇိုးိလက်ချစ်လာတယ်။တနေ့ဆိုင်မှာမျိုးသမီးတရားကိုဝင်ဆောင်လာခြင်းလာတယ်။စိတ်ရောမမီနိုင်တော့အလာဒင်ကဝေးခွာပေးတယ်။ဇိုးိကအလာဒင်ကိုအယမ်းထင်ကြီးသွားတယ်။ချစ်လာတယ်။ဇိုးိကအလာဒင်ကိုတော်တော်လုံးတူတူနေခြင်းလို့ပြောလိုက်တယ်။ လာရင်ငါဆိုရီကိုတခုပြောချင်တယ်လို့ပြောပြီးအမှန်တရားကိုပြောတယ်။ဆိုရီကအလတ်တင်းကိုတသက်လုံးတူတူနေချင်တယ်လို့ပြောတယ်။အလတ်တင်းကဆိုရီကိုတခုပြောချင်တယ်လို့ပြောပြီးအမှန်တရားကိုပြောတယ်။ဆိုရီကအမှန်ကိုသိတော့အရန်တော့သဖက်ပြီးထွက်သွားခိုင်းတယ်။အလတ်တင်းကလမ်းမှာရှောက်နေရင်လည်း TV မှာဝါရီယာလူလူအတုလာလာကိုပြောချင်နေတာအမြင်နဲ့နိုင်ငံမှာအယူပြင်ကိုမလိုချင်ဘူး။အလတ်တင်းကဘယ်သူမှမကြိုက်ဘူးဆိုတာပြေပြီးအသက်ဆုံးမဆုံးဖြတ်တယ်။တရားပေါ်ကနေခုံချရတယ်။နရေရောက်လာပြီးကဲတယ်။အလတ်တင်းကနရေနဲ့သဘောတူပြီးတေးဖို့စီစဉ်ပယ်ဖြတ်လိုက်တယ်။ နောက်တစ်နေ့အလာဒင်နဲ့နာဒန်နဲ့တွေ့ပြီးဟိုတယ်အခန်းထဲရောက်တယ်။အတူကိုဖယ်ပြီးအစ်စ်ကိုထားတယ်။အလာဒင်ကဝါဒီယာဖွဲ့စည်းပုံအစ်စ်လက်ပတ်ရေးထိုးရမယ်။စင်မြင့်ပေါ်ကိုတက်တယ်။ဒီမိုကရေစီဖြစ်မယ်ဆိုတဲ့စက်ကိုကိုစုပ်ပစ်တယ်။အလာဒင်ကဝါဒီယာမှာအမြဲအနာရှင်စနစ်ရှိနေမယ်လို့ပြောတယ်။ဒါပေမဲ့ဇိုအီရောက်လာပြီးမြင်တော့အလာဒင်ကစိတ်ပြောင်းသွားတယ်။ဝါဒီယာမှာအနာရှင်စနစ်မရှိတော့ဘူး။ဒီမိုကရေစီရှိမယ်လို့ကြော်ညာတယ်။အားလုံးပျော်ရှင်သွားကြတယ်။ဒါပေမဲ့ကလီတန်ကအလာဒင်ကိုပြစ်တယ်။ကြီးစံအလာဒင်ကိုမမှန်ပဲသူ့အတူကိုမှန်သွားတယ်။အလာဒင်ကဇိုအီနဲ့လက်ထပ်မယ်။မင်္ဂလာဆောင်မှာဇိုအီကသူ့ဂျူးဖြစ်တယ်လို့ပြောတယ်။ လာဒင်ကဂျူးတွေကိုမကြိုက်ဘူးဇိုအီးကိုတေးပါစေလို့ပြောတယ်ဒီလိုနဲ့ပဲရုပ်ရှင်ကဒီမှာအဆုံးသတ်သွားတယ်